မင်္ဂလာပါရှင်ရေဝန်ခေတ်ချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရဲ့အကြောင်းပြရွေးကောက်ပွဲကိုရှောင်ချရဲ့မြန်မာရေးဒုကိုယ်စားလှယ်အခမ်းအရံနဲ့မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီလှုပ်ရှားမှုကိုပံ့ပိုးရအမေရိကန်လွှတ်တော်မှလေးဦးကသမ္မတထရန်ဆိုရာတက်ကိုတောင်းဆိုမြန်မာစစ်တပ်ရွေးကောက်ပွဲကိုရှောင်ချရဲ့ မြမရေးတွင်အမေရိကန်ဒုကိုယ်စားလှယ်ခန့်အရင်နဲ့မြမဒီမိုကရေစီလှုပ်ရှားမှုတွေကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်မဲ့လေးကသမ္မတထရန့်ဆွေးနွေးတာတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ20ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံသားကြီးအရှေ့အာရှနဲ့ပစိဖိတ်ဆက်ကော်မတီရဲ့အစဉ်မြင်ဖွဲ့ဝင်တဲ့ဩက္ကဋ္ဌတွေဖြစ်ကြတဲ့လွှတ်တော်မဲ့ဒေါက်တာအမီဘရန်ဒီမိုကရက်ကယ်လီဖိုးနီးယားလွှတ်တော်မဲ့ရှောင်းကင်း Republican California တောင်အာရှနဲ့အလိုင်အာရှဆက်ကော်မတီရဲ့အစဉ်မြင်ဖွဲ့ဝင်တဲ့ဥက္ကဋ္ဌကြီးဖြစ်ကြတဲ့လွှတ်တော်ကိုယ်စားလှယ်တို့ လွှတ်တော်မတ်တုံတို့နဲ့နိုဝင်ဘာလ10ရက်နေ့မြန်မာရေးအကြက်တဲနဲ့ပတ်သက်တဲ့ပူတွဲဆက်ကော်မတီကြားနာပွဲအပြီးထို့သောအမေရိကန်ဆွေးနွေးပွဲကိုကျင်းညာချက်ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအမေရိကန်ဆွေးနွေးပွဲရှုံချတဲ့အမေရိကန်ဆွေးနွေးပွဲမြန်မာရေးအထူးကိုယ်စားလှယ်ခံရေးကိုလည်းလွှတ်တော်မတ်တွေကတောင်းဆိုလိုက်ကြတယ်။မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးဒီမိုကရေစီကြားရဲ့အနာဂတ်ကိုပံ့ပိုးကူညီနိုင်ဖို့ အနာသိမ့်ဖွဲ့လာမယ့်အောင်ပြရွေးကောက်ပွဲတွေကိုအများပြည်သူရှင်မောင်မှာရှုံချဖို့နဲ့အကြက်တဲကိုကင်တွေဖြစ်ရှင်ရမှာအမေရိကန်ဂျိုဘန်အာထုံမှုတွေကိုဥဆောင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာထွန်းကိုစလဲနဲ့မူဝါဒညှိနှိုင်းရေးမှုတော်ကိုခံရဖို့အတွက်ကျွန်တော်တို့ကဆွေရောက်ဘက်ကိုတိုက်တွန်းလိုရလို့လွှတ်တော်မကဖူးတဲ့ကြညာချက်မှာတောင်းဆိုတယ်ရွှေဂျာရေးနဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူတခြားနိုင်ငံတွေပူးပေါင်းဆောင်ရွက်ကြတဲ့ဒီမိုကရေစီအရေးအတွက်ရုံးကန်နေရတဲ့မြန်မာပြည်သူအလုံးနဲ့အတူအမေရိကန်ကရည်တည်ကြောင်းလွှတ်တော်မှတ်တည်းရဲ့ပူးတွဲကြေညာချက်မှာဖော်ပြတယ်။ နိုင်ငံတကာအတိုင်းအဝန်အနေနဲ့မြန်မာနိုင်ငံရှိလူမျိုးတုံးသက်ဖြစ်မှုနဲ့ပြည်တွင်းစစ်ကြောင်းဖြစ်ပေါ်လာဒုက္ခတဲ့အရေးခင်ပေါ်တုတ်ပြန်မှုတွေကိုရေရှည်တည်တံ့စေဖို့နဲ့ပုံမှုတိုးတက်ကောင်းမွန်စေဖို့ရင်းစားတွေကိုကြည်ပြုစွာလက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်နဲ့တခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးလှုပ်ဆောင်ရမယ်။လွတ်လပ်မှုကုန်သိက္ခာနဲ့ဒီမိုကရေစီနာကတ်ကိုရှာဖွေနေတဲ့မြန်မာပြည်သူအလုံးနဲ့အမေရိကန်ဆက်လက်ယက်တီသွားမယ်လို့လွှတ်တော်မက်လီယူကညင်ညာချက်မှာရေးသားထားတယ်။ ခလပ်ပြီးစကိုင်းတိုင်းတွင်စစ်စင်ရှုံနေမှုတွေအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုကြောင့်မျိုးမင်းတွေကိုစစ်တပ်ကကော်ယူစစ်ဆေးမေးမြန်းနေ။စကိုင်းတိုင်းတွင်စီးရှုံနေမှုတွေအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုကြောင့်မျိုးမင်းတွေကိုစစ်တပ်ကခေါ်ယူမေးမြန်းစစ်ဆေးနေကြ။စစ်တပ်တရင်မြင်းနဲ့စီဒီအမ်ပူကြီးစင်ရောကပြောတယ်။စတင်ပေါလာ20နဲ့စကိုင်းတိုင်းပြမောက်မျိုးကိုတော်လိုင်းတပ်တွေကသိမ့်ပိုင်တော့ခြင်း။စကိုင်းတိုင်းတွင်ထိုးစစ်စင်တဲ့စစ်ကြောင်းနဲ့ဇာပြတ်တက်ခိုက်ခံပြီးချင်းမုံခံရခြင်းပါဝင်စစ်စင်ရှုံးနေမှုတွေကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုကြောင့်မြို့မင်းတွေကိုစစ်တပ်ကခေါ်ယူစုံစမ်းမေးမြန်းမှုတွေလုပ်ဆောင်နေကြောင်း တို့ရရင်စစ်တပ်ကပုံမှုစုံမျိုးမင်းတွေကိုအာဂတိမှုနဲ့ဖမ်းဆီးစစ်ဆင်နေသည့်ဆွဲတဲ့ရင်ကိုလည်းစစ်တပ်ကကိုယ်တိုင်ပြန့်ကျက်လျက်ရှိကြောင်းသိရတယ်။စစ်တပ်တရင်မြေကတော့နောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုစုံမျိုးမင်းတွေကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်မြန်ငွေတွေလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှာပြောက်ွက်ပြီးအခမ်းအနားတွေမှာလုံးဝမတွေ့ရတော့ကြောင်းတိုင်းမှုနေရာအပြောင်းလဲဖြစ်သေးမသိရသေးပဲလက်ရှိတိုင်းမှုမှာလည်းပျောက်ဆုံးနေကြောင်းသိရတယ်။ တိုင်းမိုးအထင်ရောက်လာလည်းမတွေ့ရအောင်လက်ရှိနာမကတိုင်းမိုးပုံမှုကြောင့်မြို့မင်းတွေလည်းလူမြင့်ကွင်းမှာမတွေ့ရတော့အနောက်မြောက်တိုင်းစစ်ဌာနကြောင့်တိုင်းမိုးပုံမှုကြောင့်မြို့မင်းတွေကအလုတ်တင်ဖို့တင်တန်းတေးစား26ကဖြစ်ပြီးတက်မ17လောင်းကိုက်ဒေသကုကဲမှုစစ်ဌာနကြောင့်အကြောင်းမဲ့အမှတ်တင်စစ်စင်ကုကဲမှုဌာနချုပ်တို့မှတက်မမှုတာဝန်ယူခဲ့ပါတယ်2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကန့်နဲ့ပူပေါင်းတပ်တွေကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရေလာရွှေမြို့တိုင်းစဉ်တိုင်းမှုဘိုးချုပ်စိုးတင့် တိုင်းစစ်ဦးစီးချုပ်ဘုံမိုးချုပ်တန့်ထင်စောနဲ့အတူဘုံမိုးချုပ်မြို့မင်းတွေကလည်းကိုကက် MND ထံမှလက်နက်ကြညံခံခဲ့တယ်။2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့လာရွှေတိုက်ပွဲမှာလက်နက်ကြညံခံခဲ့တဲ့ပုံမှုကြုံမျိုးမင်းတွေကိုမင်းအောင်လိုက်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုပြေခံခံပါတယ်။ ဆက်လက်ပြီးတောင်ကုန်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုစစ်သားဆယ်ဦးတေဆုံးပြီးအရှိတအုပ်ပောင်းဝင်ထိခိုက်ဒဏ်ရာရှိသူများပြောင်းဘကုန်းတိုင်းတောင်ကုန်းမြို့နယ်မှာကြားဖြတ်စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ရာစစ်သားဆယ်ဦးတေဆုံးပြီးအရှိတအုပ်ပောင်းဝင်ထိခိုက်ဒဏ်ရာရှိသူများပြောင်းကြောင်း KNU တပ်မှနေတရင်ကကန်းဒီကြားဒေသကာကွယ်တပ်ဖွဲ့တော်ရှိသူကပြောတယ်နိုဝင်ဘာလ29ရက်နေ့မနက်3:40မိနစ်ကမှလိမ့်သူမျိုးကနေတောင်ကုန်းမြို့နယ်တွင်ဆင်းလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေက ကွမ်းပင်အုပ်ရွာနီမှာတော်လိုင်းတပွဲကြာပြတ်တိုက်ခိုက်ခဲ့တယ်ထိုတိုက်ခိုက်မှုတွင်ကြက်ဘက်စစ်တပ်ဘက်ကစစ်သား၁၀ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဒဏ်ရာရရှိသူများထဲမှာဗိုလ်ကြီးတပ်ဦးလည်းပါဝင်ကြောင်းသိရတယ်စစ်ကွေးစစ်ကြောင်းကအင်အားတရာကြောင့်လည်းလက်တူကနေတောင်ကုန်မြို့နယ်ဘက်ကုန်းရောက်လာတာကိုကွမ်းပင်အုပ်ပင်ရွာနီမှာတော်လိုင်းရဲဘော်တွေကစောင့်ကြတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်းမှာစစ်ကွေး20ကျော်တရာရရတဲ့10ကောင်ကျော်တေဆုံးတယ်လို့သိရတယ် ဒဏ်ရာရသူတွေမှာပိုကြီးတက်ကောင်းလည်းပြင်းထန်တရားရပါတယ်။ဆိုပါတိုက်ခိုက်မှုကို KNU တက်မာနဲ့တရင်တရင်ကတရင်၆ကားတော်လိုင်းရဲဘော်တွေကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးခိုင်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ဆလာဘီဒီပဲနဲ့ပေါင်းမြုပ်နယ်ရှိကြတဲ့ကိုစစ်တပ်ကကြာယောက်ကော့ပတာတွေနဲ့ပုံစံတိုက်ခိုက်မှုပြည်သူတောင်းထိခိုက်တရားရ။သခိုင်းနိုင်ဒီပဲမြုပ်နယ်ရှိရင်ချင်းရွာပုံကြီးချောင်းကိုဂျပန်စစ်တပ်ကကြာယောက်ကော့ပတာနဲ့ပုံချင်းတိုက်ခိုက်ရပြည်သူတောင်းထိခိုက်တရားရှိခဲ့ကြောင်းဒီပဲမြုပ်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ29ရက်နေ့မှာဒီပဲမြုပ်နယ်ရင်ချင်းရွာပုံကြီးချောင်းကိုမုံရမြို့ နောက်မှခါကနေတက်လာကြဟဲလီကော်ပတာ၃စီးကတိုက်ဝဲပစ်ပွားခြင်းမရှိဘဲပုံကျဲတိုက်ခိုက်ခဲ့တယ်။ဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်ဖုန်ကြီးကြောင်ဆောင်တွေထိခိုက်ပျက်စီးပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ပြည်သူများအနေဖြင့်ဂျပန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပါကဘေးကင်းလုံခြုံတဲ့နေရာအသားနေထိုင်ကြရင်ဒီပန်းရွက်နဲ့ပြည်သူကာကွယ်ပွဲကထုတ်ပြန်နေ။အလားတူမကွေးတိုင်းပေါင်းမြေနယ်တွင်ရှိကျဲရီကိုဂျပန်စစ်တပ်ကဂျာကော့ပတာ၃စီးနဲ့ပုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ20ရက်နေ့မနက်09:00ခန်းမှာမုံရမြေနယ်မှာကာကတက်လာတဲ့ အဇပ်ဖက်စစ်တဲကြဟီကော်ပတာ၃စီးကပေါင်းမြုပ်နေတဲ့ရှေ့ကြရဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခြင်းဖြစ်ကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေဒီခိုက်မှုရှိမရှိအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ဆလဘီပေါင်းမြုပ်နယ်မှာစစ်ကြောင်းထုတ်နေစစ်တပ်ကကြေးရလေတော်နဲ့ဘုံကိုကျင်းနယ်မှာမိုင်းတောင်ခဲ့ပြီးပြည်သူ၃မိုင်းနှိမ့်ပြီးပြင်းထန်တဲ့အခါကြေးရတွေကိုလည်းဇက်တိုက်မိရှုံနေမကွေတိုင်းပေါင်းမြုပ်နယ်မှာစစ်ကြောင်းထုတ်နေအကြံဖန်စစ်တပ်ကကြေးရလေတော်နဲ့ဘုံကိုကျင်းများထဲမှာမိုင်းတောင်ခဲ့ပြီးပြည်သူ၃မိုင်းနှိမ့်ပြီးပြင်းထန်တဲ့အခါကြေးရတွေကိုဇက်တိုက်မိရှုံနေကြောင်းပေါင်းမြုပ်နယ်လူသားချင်းစာနာထောင်ဝင်းရှိသူနဲ့ဒေသပြည်သူတောက်ကပြောနေတယ်။ နိုင်ပါလား၁၆နှစ်ကစတင်ပြီးပေါင်းပြနေမြောက်ပိုင်းရှိကြရဲကိုဂျပန်စစ်တပ်ကစစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းတို့နဲ့၁၄၀နေရာမှာပြည်သူ၃တောင်ခွဲခန့်နီးစပ်ရာတောတောင်များတွင်စစ်ဘေးတိမ်ရှောင်နေရကပေါက်ကပါစ၂၄ဆင်းဟုမှာလက်နက်ကျင်းနဲ့ရန်တပ်ပစ်ခတ်ပြီးအပြင်၄ကြောင်းတွင်လည်းပုံကျတိုက်ခိုက်မှုလှုပ်ဆောင်နေပါတယ်တို့စစ်ကြောင်းကနိုဝင်ဘာလ၂၀နေ့မှာကြောက်တိုင်ခင်ရွာပေါက်ကုံရွာဖလန်ကန်းရွာနဲ့ထမ်းပေါက်ကွာနီနာရှိတောတဲ့နေနေကိုစတိုက်မိရှုံနေကြောင်းနိုဝင်ဘာလ၁၉ရက်နေ့မှာတဲ့ပင်ရွာမှာပြည်သူပိုင်နေကြောင်းလုံးကားကိုတောင်နဲ့ဈေးဆိုင်ကန်းတွေကိုမိရှုံဖျက်ဆီးခဲ့ကြောင်း နိုဝင်ဘာလ16ရက်နေ့ကလည်းကြောက်ကရမကာလာရှိစစ်ပေးဆောင်နေနေတိုင်းနဲ့တဲအလုံး30မိရွှေဖြစ်စီသွားကြောင်းသိရတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းပေါ့မြွနယ်တွင်စစ်ကြောင်းထုတ်လာခြင်းကစပြီးလက်ရှိချိန်ထိလမ်းပြပြဖန်စီလာပြည်သူနာအုပ်ပေါင်းကြေရတွင်မှပြည်သူရှင်ဦးကိုဖန်စီတပ်ဖြတ်ခဲ့ပြည်သူ20ကျော်လည်းဖန်စီခေါ်ဆောင်သွားပါတယ်။ ဆက်လက်ပြီးမော်လမြိုင်တောင်ဝိုင်းတောင်ဖြိုချပြီးပြည်နယ်စစ်ကော်မရှင်မြို့သိစီမံကိန်းမှမြေဖို့နဲ့မွန်ပြည်နယ်မော်လမြိုင်မြို့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်ဝိုင်းတောင်ကိုပြည်နယ်စစ်ကော်မရှင်ခွင့်ပြုချက်နဲ့ဖြိုချပြီးမြို့သိစီမံကိန်းမှမြေဖို့နေမှုအပေါ်ဒေသခံပြည်သူပြင်းပြင်းထန်ထန်ဝေဖန်မှုရှိတယ်။မွန်ပြည်နယ်စစ်ကော်မရှင်ကတောင်ဝိုင်းတောင်ရဲ့ဖြိုချမှုကနေရရှိလာမြေတွေကိုသူတို့ဖော်ဆောင်တဲ့အလိုက်တိုးချက်မြို့သိစီမံကိန်းနဲ့မြို့တော်မြို့နေကလေစိတ်သိစီမံကိန်းတွေမှာတောင်းချနေရဖြစ်တယ်။ မော်လမြမြို့ကန်တန်းကတောင်ဝိုင်းတောင်ပြိုချမှုကြောင့်ရေရှည်မှာသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရတယ်။မြေပြိုမှုအနေဖြင့်ဖြစ်ပေါ်လာနိုင်တဲ့အတွက်လက်မခံအောင်လို့ပြောတယ်။တောင်ဝိုင်းနယ်ပြိုချမှုကြောင့်ဒေသခံပြည်သူတွေကြားဝေဖန်မှုတွေရှိနေရကြောင်းနိုဝင်ဘာ20ရက်နေ့ကပြည်နယ်စစ်ကောင်စီရဲ့ဌာနဆောင်ပေါင်းနဲ့အဖွဲ့ကတောင်မြေတူးမှုကိုဟန်ပြသွားရောက်စစ်ဆေးခဲ့ပါတယ်။ ထောင်ဝန်တိုင်အောင်မော်လမြိုင်မြို့ရဲ့အသက်သွေးကြောတစ်ခုဖြစ်တယ်လို့နေစင်ဝါဇွန်လာပြည်နယ်မှာပေါ်တော့ကျင်းပပြီးတခြားရက်တွေမှာလည်းအနေနဲ့ရက်ကပြာဘူးပြည်သွေးလာလို့ရှိရနေရတစ်ခုဖြစ်တယ်မော်လမြိုင်မြို့မှာစစ်တပ်အာဏာသိမ်းပြီးနောက်တဘာပုံဝင်ချင်းထိန်းသိမ်းမှုတွေမရှိတဲ့လောက်ဖြစ်လာကတောင်ဖြိုမြေတူးကွင်ပေးရတဲ့ပြင်တဘာပုံဝင်ချင်းကိုထိခိုက်နိုင်တဲ့ခနောက်စိန်လူစုံတွေကစားလဲပတ်ကွင်ပြူထားပါတယ်နောက်ဆက်အပ်ပေးကြတဲ့အတွက်ဒုပင်ကျေးဇူးတင်ရှိပါတယ်ရှင်